သူတို့ကိုစစ်ခွေးတွေခေါ်လို့ရှိရင်မကြိုက်ဘူးအကျန်းဖက်ကဓမာတွေခေါ်ရင်မကြိုက်ဘူးเนาะတတ်မတော်ဟုတ်လားတတ်မတော်ဓာတွေလို့ခေါ်ခြင်းတယ်ခေါ်ခံတာကိုခေါ်တာကိုခံခြင်းတယ်ဒါပေမဲ့လှုပ်တဲ့လှုပ်ရက်ကတပုံတမြအကျန်းဖက်ထက်စိုးတဲ့လှုပ်ရက်ကိုလှုပ်တယ်မနေ့ကကြောက်မဲမှာเนาะ16နှစ်အရွယ် မိန်းကလေးကိုမဒိန်ကျင်ပြီးတော့ရရက်ဆက်ဆက်မြင်မကောင်းရှုမကောင်းအောင်မဒိန်ကျင်တက်ပြစ်ခဲ့တယ်ပြီးတော့မအေလောက်တဲ့လူတွေတက်တယ်မောင်လောက်တဲ့လူတွေတက်တယ်ဦးစင်းတပားကိုလည်းတက်ပြစ်ခဲ့တယ်ရှမ်းပြည်ကြောင်ပဲမှာဒီနေ့တခါတန့်ဆယ်မှာဘာလုပ်လဲဆိုတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘာမှမဆိုင်ဘဲဘုံကျဲချပစ်တာရှစ်ယောက်ကသေပြီးတော့12ဦးဒဏ်ရာရအပြစ်မဲ့ပြည်သူတွေဘာမှလည်းမဆိုင်ဘူးစစ်ရေးပြစ်မှတ်နေတယ်ဘာမှမဆိုင်ဘူးတော်လိုင်းအင်အားစုလည်းမဟုတ်ဘူး တာမန်ပြည်သူတွေနေတဲ့နေရာကိုဘုံချဲချပစ်တာအဲ့တော့တနေ့တနေ့အဲ့လိုလိုက်ပြီးတော့တနေ့ကိုစစ်တပ်ကြောင့်တင်ရတဲ့ပြည်သူဦးရေဘယ်လောက်ရှိတယ်ဟိုကောင်းစင်ဒီကောင်းစင်မတက်နဲ့စစ်တပ်ကြောင့်တင်ရတဲ့မြန်မာနိုင်ငံသားဘယ်လောက်ရှိတယ်အဲ့ဒါလေးပဲပြောနော်အဲ့တော့အဲ့လိုလုပ်နေတဲ့ကောင်တွေကိုကျွန်တော်တို့ကနိုင်ငံရဲ့တတ်မတော်ကြီးပါတတ်မတော်သားတွေပါငါတို့ရဲ့ကျေးဇူးချီးနေပါတတ်မှတ်ပေးရဘူးလားဟမ်ကစင်းသားကြီးကျွန်တော်တရင်နေဖတ်ပြမှာနော်ဥမာတရင်နေမှာအကုန်ပါလာပြီ စကိုင်းတိုင်းတန့်ဆယ်မြို့နယ်ကန်သူမရွာရှိစီတိုင်နှင့်စားတော့ဆိုင်ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၈ဦးတေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတန့်ဆယ်မြို့နယ်ပကဖတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တသတင်းဌာနကပြောဆိုတယ်။ယနေ့စက်တင်ဘာလ26ရက်နေ့နနက်7:38မိနစ်ခန့်တွင်တန့်ဆယ်မြို့နယ်ကန်သူမရွာရှိလူစီကားရစီတိုင်နှင့်စားတော့ဆိုင်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။အကြမ်းဖက်စစ်တပ် ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၈ဦးထက်မနည်းတင်ဆုံးပြီးစနန်ဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူများထဲတွင်တင်းထန်သူများလည်းပါဝင်သောကြောင့်တင်ဆုံးသူအရေအတွက်ချက်တိုးနိုင်ကြောင်းသိရှိရသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပြည်သူ၈ဦးတင်ဆုံးတယ်လို့ကနဦးတီထားရတယ်ဒဏ်ရာရတဲ့သူအရေအတွက်ကလည်းများလဲပြင်းထန်ထားရတဲ့သူတွေလည်း ်ပါဝင်တယ်ဟုတန့်ဆယ်မြို့နယ်ပါကဖားမှာတာဝန်ရှိသူကပြောဆိုတယ်လက်တော်တန့်ဆယ်မြို့ပေါ်တွင်အခြေပြုထားသောစစ်တပ်ကတန့်ဆယ်မြို့နယ်အတွင်စစ်တောင်းထိုးရန်ပြင်ဆင်မှုများမြင်တွေ့နေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနကပြောဆိုတယ်ကဲဒါကတော့တန့်ဆယ်မှာဘာမှမဆိုင်ဘဲနဲ့တိုက်ပွဲလည်းမဖြစ်ဘူးစီရင်ပြစ်မှတ်လည်းမဟုတ်ဘဲနဲ့တာမန်ပြည်သူရက်သူရက်သားတွေရဲ့စားတောက်ဆိုင်တွေကိုဘုံကျဲချပြစ်လို့အကောင်လုံးတွေရတာเนาะအဲ့တော့တိုက်လက်ရှိဒီနေ့အချိန်မှာ အငါတို့ဘက်ကတော့အင်းစေးတယ်ဆိုတဲ့သူတွေအနေနဲ့မင်းတို့ဘက်မှာကောအဲ့လိုမျိုးဖြစ်လာရင်အဲ့ဒီစစ်တပ်ကမင်းတို့ကိုညှာမှာလားသူတို့မအုံထုတ်ရတဲ့ဒေတာမှန်တဲ့မြတ်ကိုအမှောက်လိုက်ချေးနေတာနိုင်ငံတစ်ခုကိုကိုစားပြုတဲ့စစ်တပ်ကလှုပ်ရက်လားအကျံဖက်တပုံတမြအကျံဖက်စစ်သွေးကြွတွေရဲ့လှုပ်ရက်လားဟုတ်တယ်နော်သူများနိုင်ငံကစစ်တပ်ရဲဒီဝင်းင်းတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီဒဇာငံနှုတ်ခတ်တည်ထားတဲ့ပြည်သူတယောက်ရဲ့အတက်ကိုတောင်ကအတက်ကိုတောင်မှမစ်ရှင်တစ်ခုလို့ဆောင်ရွက်ပြီးတော့ကဲတင်တယ်။သူတို့နိုင်ငံသားတယောက်ရဲ့အတက်ကိုအဲ့လောက်ထိတံပိုးထားတာ။ဒါပေမဲ့မြန်မာပြည်မှာတော့ခုနကပြောသူခလေးတွေဒါအစုလိုက်ပြုံးနဲ့ပြစ်တတ်ဖို့ဝင်မလေးဘူး။ပေါင်900ဘုံကြီးနဲ့ဒီပြည်သူတွေနေထိုင်တဲ့ရွာလေကောင်ပြဲချလိုက်ဖို့ဝင်မလေးဘူး။သူတို့ဒါဟာတိုင်းပြည်ကိုကာကွယ်ပေးတဲ့ကိုစားပြုတ်တဲ့စစ်တပ်တစ်ခုရဲ့လုပ်ရမှာဘူးလေ။နော်အခုလည်းမြန်မာကြီးအောင်ကြောက်မဲမှာဟိုဟိုဘယ်လိုပြောမလဲ။ ကြားတာတဲ့စိတ်နှလုံးထိခိုက်တယ်ဗျာ16နှစ်အရွယ်ဆိုတော့ဒါအပြိုပေါ်ဝင်စားလေးပဲရှိသေးတယ်နော်အပြိုပေါ်ဝင်စားအမျိုးသမီးလေးတစ်ယောက်ကိုရရဆက်ဆက်မဒိန်ကျင်ပြီးတဲ့ပြင်တပ်ပစ်လိုက်တယ်ဆိုတော့လောက်ရကဘလောက်တောင်ရက်ဆက်လဲဆိုတော့စဉ်းစားကြည့်စမ်းဟမ်နုနုထွတ်ထွတ်လေးနော်စဉ်းစားကြည့်ဒါမဟုတ်မကောင်းတဲ့ဝင်နေပြောတာမဟုတ်စဉ်းစားကြည့်ကိုတမီးလေးကိုတူမလေးဖြစ်ကြည့်စမ်းဟမ်ကိုရင်းစားဖြစ်ကြည့်ရင်ကိုကောင်မလေးဖြစ်ကြည့်စမ်းဘလောက်ရင်နာဖို့ကောင်းလဲဟမ်မအေလောက်တဲ့လူတွေတက်သွားတယ်ပါလောက်တဲ့လူတွေတက်သွားတယ်ကျွန်တော်တတိဖတ်ပြမယ် ရမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့နယ်တို့စစ်ကြောင်းထိုးလာတော့စစ်တပ်ကအကျန်းအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုစစ်တပ်ကမတင်းချင်းတပ်ဖြတ်ပြီးတန်ခါတပားအပါဝင်စုစုပေါင်းပြည်သူ၄ဦးကိုရဲရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းဒေတာပြည်သူများနဲ့အတက်ခံရသူများဤဆွေမိတ်ဆွေတဦးကရန်ကုန်ခေတ်တည်တင်းဌာနကပြောဆိုတယ်စက်တင်ဘာလ24ရက်ညနေပိုင်းကြောင်မဲမြို့နယ်နာအိုက်ခန့်ရွာအနီးတန်ခါတော့တပားနှစ်စစ်ဘေးရှောင်တားမိ၃ဦးဖြစ်တော့ အသက်48နှစ်အရွယ်ဒေါ်လျံတမီးပြည်သူအသက်16နှစ်အရွယ်နန်းတိန်းစာ တားပြည်သူအသက်12နှစ်အရွယ်စိုင်းမောင်တို့ကိုစစ်တပ်ကတွဲရှိတွားကြောင်းရင်းနောက်စစ်တပ်ကအသက်16နှစ်အရွယ်နန်းတိန်းစာကိုမဒိန်ကျင်ပြီးပထမဦးစွာတပ်ဖြတ်ကြောင်းထို့ပြင်ဒေါ်နန်းလျံနှင့်စိုင်းမောင်တို့ကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းတန်ဃာတော်ကိုမူကျေးရွာအနီးတွင်ပင်တပ်ဖြတ်ခဲ့ကြောင်းသိရှိရသည် အတက်ခံရလူတွေကစစ်ဘေးရှောင်နေတဲ့နားအိုက်ထန့်ကြေးရွာကမှမိန်းကလေးငယ်ကိုမဒိန်ကျင်တက်ဖြတ်ထားတာမြင်လို့တော့မကောင်းဘူးအမေရောမောင်လေးကိုရောတတ်သွားတဲ့ဦးစင်းတပားကိုလည်းတတ်သွားတဲ့စုစုပေါင်းတိတ်ဆုံးက၄ဦးပါစစ်တပ်အတုံးဆောင်တွေယူနီဖောင်းတွေဘောင်းဘီတွေကြံခဲ့တယ်တဲထဲမှာဟုတ်ဖြစ်စဉ်ကိုတိရှိထားတော့ data ပြည်သူတွေကပြောဆိုတယ်ရှမ်းကြောင်နာတမကကလည်းကြောင်မဲမြို့နယ်တွင်စစ်တပ်ကအတက်မပြည့်သေးတဲ့မိန်းကလေးငယ်တဦးကို အတမကျင်တက်ပြတ်ခဲ့ကတန်ခါတဘာအပါဝင်စုစုပေါင်းပြည်သူ၄ဦးကိုတက်ပြတ်ခဲ့ကြအောင်ယမန်နဲ့တရင်ထုတ်ပြန်အတက်ခဏရတော့မိသားစု၃ဦးနေထိုင်သည့်တဲတဲတွင်စစ်ကောင်စီတပ်သားများ၏ယူနီဖောင်းကြံရင်ခဲ့ကြအောင်ယခုကဲ့သို့အပြစ်မဲ့ပြည်သူများကိုစစ်ရောရာဇဝတ်မှုကျူးလွန်နေသည့်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲအရေးယူပေးရန်ကမ္ဘာနိုင်ငံအသီးသီးနှင့်နိုင်ငံတကာအဖွဲ့အစည်းများကိုရှမ်းကြောင်းတန်းတမကတောင်းဆိုတယ် ရှမ်းကြောင်သာတမကအနေဖြင့်ပြည်သူများအပေါ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသောစစ်ရာဇဝတ်ကောင်များကိုရရနီးဖြင့်အပြစ်ပေးအရေးယူတွားနိုင်ရန်ကူညီပေးတော်မူဖြစ်ကြောင်းဆက်လက်ထုတ်ပြန်ကဲစေနာစဉ်းစားကြည့်ကြပြီးတော့အဲ့တော့16နှစ်အရွယ်ဆိုတာတချို့တည်းဆိုရင်ဟိုခန္ဓာကိုယ်တော့မဖွင့်ဖြိုးထိုးတဲ့အရွယ်နော်တကယ်ဖွင့်ပြိုးနေတဲ့ဟိုခန္ဓာကိုယ်ငငယ်ရွယ်နဲ့ခန္ဓာကိုယ်ဖွင့်ပြိုးတဲ့အရွယ်လားအစလင်း25နှစ်တော့နဲ့ခန္ဓာကိုယ်အပြိုပေါ်ဝင်လာပြီးဖွင့်ပြိုးတာ16နှစ်အရွယ်ဆိုတချို့တွေဆိုခလေးတော့ကောင်းတဲ့လူတွေအများကြီးရှိသေးတယ် ဆိုတော့အခုဒီမိန်းကလေးကဘယ်လိုပဲဖြစ်ဖြစ်ဒါဟာအသက်မပြည့်သေးဘူးမိန်းကလေးငယ်အစ်င့်မရှိသေးတဲ့အပြိုအရွယ်ရောက်တာမဟုတ်ဘူးအပြိုအရွယ်ရောက်တာမပြောတော့ကွာမချောင်းဝင်မနာနာရောက်မိန်းကလေးတယောက်တည်းကိုရောက်ပြန်နှစ်ယောက်သုံးယောက်အဲ့လိုဝိုင်းပြီးမရင်းကျင်းမှာပဲအိမ်ကောင်ရှိတဲ့မိန်းမတော်ခံနိုင်လားစဉ်းစားကြည့်ဦးနော်ဘလောက်တောင်တုမှဒုက္ခတွေခံစားတွားရမလဲဆိုတာကိုတွေးကြည့်ရုံးနဲ့နော်အဲ့တော့ပြောချင်တာကဒီလိုဟာမျိုးကိုထောက်ခံအားပေးနေတဲ့ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းကိုလေကျွန်တော်တို့မေးချင်တယ်ဘာလဲမင်းတို့ရဲ့ သားမယားကိုမလုပ်လို့လားမင်းတို့ရဲ့ညမကိုမလုပ်လို့လားမင်းတို့ရဲ့သားသမီးကိုမလုပ်လို့လားเนาะမင်းတို့ရဲ့တူတူတူမတွေကိုမလုပ်လို့တလူမျိုးမင်းတို့အဲဒီငါတို့စစ်တပ်ငါတို့စစ်တပ်ဆိုအားပေးနိုင်တာဒါတွေကလိန်လို့ရတဲ့အရာမဟုတ်ဘူးအခုဒီကိစ္စเนาะစစ်တပ်ထောက်ခံတာကောင်ပြောရမှာမဟုတ်ပါဘူးကွာညလိန်လို့မရဘူးသူကအခုမှကြေးပါ data အတိအကျပေးတာစုံစမ်းကြည့်မဟုတ်ဘူးဆိုကြိုက်တယ်လို့လာပြောဒီနေ့ခင်မှာပေါ်တင်လိန်လို့မရဘူးပေါ်တင်လိန်ရတာမြမရင်းနဲ့မြမအတန်ပဲရှိတယ်เนาะအဲ့တော့ ကျွန်တော်တို့တိုင်းပြည်ဟာအခုအာနာတိမ့်ပြီးမှဘယ်နေသားတွေပြောသွားပြီလဲ။ကုံစင်းနှုံးတွေကလေးစားခုန်တက်သွားတယ်။ရောင်းဝယ်ဖောက်ကဘာမှလှုပ်ရှားလို့မရတော့ဘူး။နော်အလုတ်တမားရှားပါးရုံတွေမဟုတ်ဘူး။နော်လှုပ်เสียအလုတ်လည်းရှားပါးနေတယ်။အလုတ်တမားလည်းရှားပါးတယ်၊လှုပ်เสียအလုတ်လည်းရှားပါးတယ်၊ငွေလည်းရှားပါးတယ်။အဲ့ဒီကြားထဲအေးအေးချမ်းချမ်းကောင်းကိုလှုပ်ရှားလို့မရဘူး။စစ်ဘေးရှောင်နေတယ်။စစ်ဘေးရှောင်တဲ့ဟာတော့စစ်တပ်ကတွေ့ရင်အခုလိုရေရဆဲတက်ဖြတ်တာကိုခံရတယ်။ကဲကျွန်တော်တို့တိုင်းပြည်ကောင်းတာဘာရှိသေးလဲ။ဟမ် စဉ်းစားကြည့်အဲ့တော့ငါမအုပ်ချုပ်ရတဲ့ဒေတာအမောက်ကြိတ်ပြစ်မယ်အဓိကဘာလဲဆိုတော့သူတို့ရဲ့အသွေးခေါ်မှာကစစ်တပ်ကိုသွားမလုံနဲ့စစ်တပ်ကိုလုံရင်ထိလိုက်မယ်နော်နင်တို့စစ်တပ်ကိုရွာတွေကသွားပစ်တာကိုအဲ့တော့နင်တို့ရွာထိပြီပေါ့ဟမ်အဲ့တော့ပညာမဲ့အောက်တန်းသားစကားတွေနော်ဘယ်ခါပဲပြစ်ပြစ်ပြစ်တဲ့လူကိုမင်းတို့လုံလေမဆိုင်တဲ့လူကိုမထိရအောင်လေမင်းတို့မင်းတို့တိုင်းပြည်ရဲ့ကိုစားပြုတ်တဲ့စစ်တပ်နိုင်ငံကိုကာကွယ်မဲ့စစ်တပ်လို့ခံယူထားရင် ရွာထဲကပြစ်လို့မကလို့အိမ်ရောက်ထဲကပဲဝင်ပြစ်ပြစ်မင်းတို့မဆိုင်တဲ့လူကိုထိခိုက်အောင်လှုပ်ဆဲအကြောင်းမရှိအဲတခုရှိတယ်အဲ့လိုမျိုးမင်းတို့မဆိုင်တဲ့လူကိုထိခိုက်အောင်မှတော့ဖြူမဲမခွဲကြအောင်အားလုံးထိခိုက်အောင်လှုပ်မယ်ဆိုမင်းတို့မင်းတို့တိုင်းပြည်ရဲ့စစ်တပ်ပါလို့မခံရင်နဲ့ငါတို့အကြမ်းဖက်ဓမ္မတွေကွာငါတို့ဒီအာဏာကိုရအောင်လူမကွာကြောက်ကြပြီဝင်ခံလိုက်အေးအဲ့ဒါဆိုလက်ခံပေးမယ်ဟုတ်တယ်နော်ကြောက်ကြပြီဝင်ခံလိုက်ငါတို့ကတိုင်းပြည်ရဲ့ပုံစံပြုတဲ့စစ်တပ်မဟုတ်ဘူး ငါတို့ဒီတိုင်းပြည်ရဲ့အာဏာရရဲ့တော့ပဲဥတည်ထားတယ်ငါတို့ကမထောက်ကနအကုန်တတ်မယ်ငါတို့ကငါတို့မအုပ်ချုပ်ရတဲ့ဒေတာအမှောက်ချေပြစ်မယ်အဲအဲ့ဒါဆိုရင်ကြိုက်တယ်လို့လို့နော်တစ်ဖက်မှာလည်းဖာကြသေးတယ်နိုင်ငံကာကွယ်တဲ့စစ်တပ်လို့ဘာပြစ်သားလို့ညာပြစ်သားလို့ဟမ်တစ်ဖက်မှာလည်းနာမည်ကောင်းလိုချင်သေးတယ်ဖင်ရရားသေးတယ်ဟမ်တစ်ဖက်မှာလှုပ်လို့လည်းခွေးချင်းခွေးချင်းခွေးဆက်ခင်းတယ်နော်အခုလက်ရှိစစ်တပ်ဟာဒီအာနာတိန်ကြီးမှမီးချိုကန်တီးတဲ့အိမ်အလုံးကြီးဘယ်လောက်ဖြစ်သွားပြီ ဟမ်မဒိန်ကျင့်ကန်တိတဲ့အမျိုးသမီးဘလောက်ဖြစ်သွားပြီဒီဒီ9နှစ်6နှစ်9နှစ်ကနေအောက်ပိုင်းကလေးဒီစစ်တပ်လောက်လို့သေတာဘယ်နှစ်ယောက်ဖြစ်သွားပြီရာချီပြီနော်ကလေးတော့နော်အဲ့ဒီ9နှစ်6နှစ်အရွယ်ကလေးက PDF လို့ပြောမို့လားဟမ်အဲ့တော့ကျွန်တော်တို့ပြောတာကအခုတီးလင်ကမှာ sorry နေပေါ်မှာနေပေါ်ဆန်တော့ပြပွဲနဲ့နေပေါ်မှာ ဖြစ်တဲ့ဆန္ဒပြပွဲနဲ့မြန်မာပြည်မှာဖြစ်တဲ့ဆန္ဒပြပွဲဘယ်ဟာငြိမ်းချမ်းလဲအဲဒီဘောမှာအစိုးရအင်အားစမီးရှို့ပစ်တာအစိုးရရုံးဝင်းတွေမီးရှို့ပစ်တယ်အကောင်လုံးရိုက်ပုတ်ဖြစ်စီအကြမ်းဖက်အကောင်လုံးပစ်တာအဲ့လိုပြည်သူကလုံးပစ်တာတောင်မှသူတို့နိုင်ငံခေါင်းဆောင်တွေကရအောင်ထိန်းပြီးတော့ညှိနှိုင်းပြီးတော့တိုင်းပြည်ကိုမူလချင်းတွေရအောင်ပြန်လုပ်သွားတယ်အခုမနေ့မှဖိလစ်ပင်းမှာဆန္ဒပြကြတယ်ညှိနှိုင်းပြီးတော့ပြန်လုပ်သွားတယ်နောက်ဆုံးထိုင်းနဲ့ကမ္ဘောဒီးယားဖြစ်တယ် ရညှိနှိုင်းပြီးတော့ပြန်လုပ်သွားတယ်။မြန်မာပြည်မှာဆန္ဒပြတယ်။ဘာတခုမှအပြည့်မောက်မလုပ်ဘူး။เนาะအချင်းကဆန္ဒပြသွားတယ်။အနောက်မှာကြားခဲ့အမိုက်တောင်မှတီးတဲ့တစ်ဖွဲ့ကလိုက်ကောက်ပေးတယ်။အဲ့ဒါလို့ပြည်သူတွေကကောင်းကောင်းမွန်မွန်ညှိနှိုင်းစိတ်ကူးမရှိဘဲနဲ့เนาะရဲရဲဆက်ဆက်တပ်ပြမှတော့ကိုမောင်မောင်ပြောထားတာရှိတယ်။เนาะဆန္ဒနှစ်သုံးချောင်းထောင်ပြီးဆန္ဒပြတာကိုယူမလား။ တနတ်ကင်ပြီးဆန္ဒပြတာကိုယူမလားဆိုတော့မင်းမင်းကတနတ်ကင်ပြီးဆန္ဒပြတာကိုယူလိုက်တာအဲ့ဒါတူရွေးချယ်မှုပဲအမှန်ဆုံးပဲနော်လက်ကောင်းကြောင်းထောင်ပြီးတော့အေးအေးဆန္ဒပြတာကိုကောင်းမွန်ရှိနိုင်ဒီတိုင်းဒီတို့နာစရာအကြောင်းရှိလားငါတို့ပြောတာပဲနားထောင်အောင်ငါတို့အုတ်ထုတ်တာမှအမှန်ငါတို့အာနာသိန်းတော်လက်ခံရမယ်ဆိုပြီးတော့ငါတို့တနက်ရှိတယ်ဆိုပြီးဟမ် yes the light ပြတ်တတ်တယ်အဲ့တော့ဘာဖြစ်လာလဲဟမ်အဲ့လိုလှုပ်တဲ့အကောင်တွေကိုအပြစ်မပြောမင်းနဲ့မခံနိုင်တော့ပြန်လဲစန့်ကျင်တဲ့အကောင်တွေကိုဘာဖြစ်တယ် တပုံတို့ဓမြတို့အကျမ်းဖက်တို့ဟမ်အဲ့လိုပြောလိုက်ကောင်လို့ဖင်ခံလိုက်မင်းတို့အမှတိလာလူမောင်းတို့အဲ့စကားပြောတာရှင်းရှင်းလေးအရင်ခက်ကိုကျွန်တော်မပြောဘူးအခု2021အာနာသိန်းတို့စန့်ကျင်တဲ့အဖွဲ့အစည်းကိုတပုံတို့ဓမြတို့အကျမ်းဖက်တို့ပေါက်ပန်း50ပြောတဲ့ကောင်တွေလူကမွေးတာမဟုတ်လို့အဲ့စကားပြောတာနော်ခွေးမျိုးခွေးຫນွယ်ခွေးဝဲသားတွေမဟုတ်လို့အဲ့စကားပြောတာတိုက်တဲ့လူပြောအကုန်တက်ပြောတာရှင်းလား စဉ်းစားကြည့်နေပြာညီပေါ်မှာလို့ဟာမျိုးလှုပ်ခဲလို့ဒလိုအနှက်နဲ့ပြည့်ကျွန်တော်မပြောဘူးဟမ်ဘယ်သူမှဟိုအတန်းပတ်တဲ့အလုပ်ကိုမလုပ်ဘူးလမ်းပဲဈေးလိုက်ရမုတ်တစ်ထောင်တော့ဖြုတ်မိဘူးအေးချင်းစွာဆန္ဒပြနေတဲ့ပြည်သူရင်းရင်းဆက်ဆက်ပြစ်တတ်တာလေဟမ်သူများနိုင်ငံတွေကြည့်ဒါတော့တောင်းချမ်းနေတာတော့မှရအောင်နှိမ့်နိုင်တယ်ဒီနိုင်ငံမှာဘလို့ဖြစ်တယ်ကြည့်အဲ့တော့ဒီတိုင်းမီပြက်တာဒီတိုင်းမီစူတာဒီတိုင်းမီအခုလို့ပြက်တနာတွေဖြစ်တာအဲ့ဒီမေလိုးတွေကြောင့်လေ လုံးတဲ့မအေလိုးတွေကြတော့ဖင်သွားရက်တယ်လုံးခံသီးလို့မခံနိုင်တော့ပြန်ဆန့်ကျင်တဲ့လူကြတပုံးလေးညများလေးအကျန်းဖက်တယ်ဆိုတော့မင်းတို့အဲ့လိုမပြောဘူးလို့ပြောဖင်ခံလိုက်တော့ပေါ့မှာတိလာရိုးရိုးမခံနိုင်အဲ့နေပြည်တော်မှာပတ်ပြီးခံဟမ်မင်းတို့အဲ့လိုပြောလိုက်ကောင်းလို့အကုန်တိမ်ပြောလာရှင်းလားငါပြောကြည့်နေတာကြားပြီဟိုတခါကြားလို့ရှိရင်လည်းဒီကောင်တွေကိုကြည့်ရုံးနဲ့ဟိုဒီကောင်တွေလူတော်ဟုတ်တည်းရလားတွေးမိတယ်ဟမ် မဟုတ်သူ့ဘက်ကိုပဲမကြည့်နဲ့ကွာငါအခုပြောတာမှားလိုက်တယ်တော်လှန်ရေးအဒီ2021မှာစစ်တပ်ကိုအာဏာသိမ်းတာကိုလက်မခံမဲနဲ့စန့်ကျင်တော်လှန်နေတဲ့အဖွဲ့အစည်းတွေကိုတပုံတို့ဓမြတို့အကြမ်းဖက်လို့ပြောတဲ့ကောင်တွေကကျင်းနေတယ်အဲ့ဒါကိုမှတ်သွားကိုစီပြောတာလို့ပြောလိုက်